အားလုံးပဲမင်္ဂလာပါဒီနေ့ဝင်းကဒါဝင်းရဲ့ own purifier ပေါ့နော်ဒါလေးနဲ့ဝင်းကပညာဒါနလေးတစ်ခု sharing လုပ်ပေးခြင်းလို့ပါအဲ့ဒါကဘာလဲဆိုတော့ဝင်းတို့ဒီ top လေးတောက်အနေအောင် sustain fabric လို့လည်းဝင်းတို့ပြောလို့ရတယ်မြန်မာလိုဆိုရင်ဖဲသားပေါ့နော်ဖဲသားလေးကို color rendering အစဆုံးလုပ်ပြပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးဝင်းတို့ scale line အရင်ကောက်ပါမယ် silhouette လေးအတိုင်းသူရဲ့ shape လေးအတိုင်းဝင်းတို့အရင်ယူမယ် ပြီးတော့ပြီဆိုမှ window page ရှက်တက်ပုံစံလေးကိုထည့်ပြီးမှဆွဲပါမယ်အဲ့တော့ပြီးတော့ရင်တော့ window shading ထည့်ရမယ့်နေရာတွေကိုပါဝင်းကတစ်ခါတည်း sketch line လေးတွေကောက်ထားခဲစေချင်ပါတယ်ဒီတိုင်းဒီခါနာလေးမှာရော Windows 2ရဲ့အသွန်လေးတွေ share လုပ်ကြမယ့်နေရာလေးတွေတခါတည်းအကုန်လုံး like ောက်ခဲ့ပါအဲ့ဒါမှာပဲ Windows ဘယ်နေရာမှာ shading ထည့်မလဲဘယ်နေရာမှာ share လုပ်ထည့်မလဲဆို Windows တွေကောက်ကောက်ကွန်းကွန်းတိမှာပဲဖြစ်ပါတယ်အဲ့တော့ပြီးတော့ရင်တော့ဝင်အယောင်လေးတွေရွေးပြထားတယ်အကယ်လို့ ဒီအယောင်လေးဒီရချင်နေဆိုရင်ဝင်းစီမာလာတောင်းလို့ရပါတယ်ဒီယူထားတဲ့ plate လေးပေါ့နော်အယောင်လေးကဘာယောင်လေးယူထားလဲဝင်းပြတော့ပြထားတယ်ဒါမဲ့နည်းနည်း video point ရှိမှာဆိုလို့ဝင်းနည်းနည်းမြန်ထားပေးတယ်အဲ့တော့အခန်းယောင်ဝင်းတို့ဖြည့်ဖို့အတွက်ဆိုရင်လာဆိုတူးလေးနဲ့ဝင်းအရင်ဆွဲလိုက်ပါတယ်အဲတတိထားရမှာကဝင်းတို့ sketch line layer ဒီဝင်းတို့အယောင်ဖြည့်တယ် လေယာရဲ့ထိတ်ဆုံးမှာရှိရပါမယ်အခန်းရောင်ကဝင်လို့ဒီစကက်လိုင်းရဲ့အောက်မှာပဲရှိရမယ်ပေါ့နော်ပြီးတော့ရင်ဒီမှာဝင်က soft brush လေးနဲ့ပဲလိုက်ပြီးမှ shading ထည့်မဲ့နေရာလေးကိုနုနုလေးဝင်လို့အရင်လိုက်ချေပါတယ်ပြီးတော့ဒီဆုံးမှာဝင်လို့နည်းနည်းပိုရင်းနဲ့ shadow လေးတွေဖြစ်ဖြစ်ချင်းလိုက်ထည့်ပါမယ်ဒီမှာဝင်လို့တတိထားရမှာကဝင်လို့ဒီ hard shadow soft shadow highlight ဆိုပြီးမှဒီ၃ခုကိုအမြဲတမ်း တတိထားပြီးထည့်ပေးရမယ်ပေါ့နော်ပထမဆုံးဝင်ကတော့ soft share တို့ကနေအရင်ချဲတယ်ပြီးတော့ပြီးဆုံးမှာဝင်တော့ hard share တို့ကိုဖြည်းဖြည်းချင်းချဲတော့တယ်ဒီပထမဆုံးဝင်တော့အပေါ်ပိုင်းကိုပဲတကန့်ချင်းဖြည်းဖြည်းချင်းလိုက်ချဲတော့ရပေါ့နော်ဒီမှာ soft share တို့တွေနဲ့အရင်ချဲချဲပြီးတော့လည်းဝင်လို့ဖြည်းဖြည်းချင်းပို့ပြီးမရင့်တော့အောင်ဒီ soft brush နဲ့ပဲဝင်တောက်လျှောက်ချဲပါတယ်အဲ့တော့ပြီးတော့ရင်ဒီမှာနော်ဝင်လို့ဒီလိုပုံစံလေးတောက်လျှောက်ရမယ် ဒီမှာဒီဝင်းတို့ပိတ်စခောက်ထားတဲ့နေရာလေးတွေမှာလည်းဝင်းတို့ shading လေးဒီလိုက်ပြီးမှထည့်ပါမယ် soft brush နဲ့ပဲဝင်းအတီးကတုံသွားပါတယ်အဲ့တော့ခုစီမှာပါ brush မှမရှိဘူးဆိုရင်တော့ဒီ original procreate မှာပါတဲ့ soft brush နဲ့ဝင်းတို့လိုက်ပြီးမှဆွဲလို့ရပါတယ် ဲ့တော့ဒီမှာဝင်းကဒီလိုပုံစံလေးရတော့ပြီဒီမှာဆိုရင်ဝင်းတို့ပို့ပြီးမှထင်ထင်လေးရချင်တဲ့နေရာတွေကိုဝင်းကနောက်ထပ်အယောင်ရင်တယောင်နဲ့ထပ်ပြီးမှလိုက်ဖြည့်ပါတယ်ဒီမှာတော့ဒီလိုပုံစံလေးယူပြီးဖြည့်ပေးပါတယ်အဲ့တော့မှပဲဝင်းတို့ဘေးနားမှာကိုမလို့ရှင်တဲ့နေရာလေးတွေပြန့်မတော်မှာပေါ့နော်အဲ့ဒါမှဝင်းကလာဆုပ်သူးလေးနဲ့ကိုပို့ပြီးမှရင့်စေချင်တဲ့ နေရာလေးတွေကိုပဲဝင်က selection ပေးပြီးမှ soft brush လေးနဲ့လိုက်ပြီးမှထည့်ပါတယ်။ဒါက hard shadow ဆိုလဲဝင်လို့ပြောလို့ရတယ်။ပုံပြမအရောင်လေးတွေရင်းရင်းလေးရချင်တဲ့နေရာတွေမှာတုံးပေးရတဲ့ technique တစ်ခုပါ။အဲ့တော့ဒီမှာရော Windows Soft Shadow လေးတွေထည့်လိုက် Hard Shadow လေးတွေထည့်လိုက်နေ Windows စင့်ချင်းစိတ်ရှိလက်ရှိတော့ချက်ပေးရတယ် အဲဒီမှာ window to share တို့လေးတွေတဖြည်းဖြည်းနဲ့ window ဘေးနာက reference ပုံလေးနဲ့တူလာပြီဒါပေမဲ့ window အပေါ်ကပုံနဲ့တထည့်ရတဲ့ pick up လုပ်ပြီးမှအယောင်ကိုတွားပြီးမှကောက်ထားတာမဟုတ်ဘူးပေါ့နော်ဝင်းကိုယ်တိုင်မျက်မှန်နဲ့ကောက်ထားတဲ့အယောင်ဖြစ်လို့သူနဲ့တထည့်ရတဲ့တော့မကြပါမယ် window လိုချင်တဲ့အယောင်တော့ထွက်တယ်လို့ဝင်းယူဆတယ်ဝင်းကြိုက်တဲ့အယောင်ပဲပေါ့နော်ဒါပေမဲ့ window နောက်ဆုံးမှာကိုကဒီအယောင်မကြိုက်ဘူးဆိုရင် window ဒီ မိုက်ချစ်ထူလေးနဲ့ပြတ်ပြီးမှကုလိုချင်တဲ့အယောင်လေးတွေ adjust လုပ်လို့ရတယ်ဒါပေမဲ့ဝင်ရတော့ဒီဝင်ရရထားတဲ့အယောင်ကိုပဲပုံမှန်တဘောကျလို့ဒီတိုင်းလေးပဲထားလိုက်ပါတယ်အဲ့ဒီဟာ window soft brush နဲ့ပဲတောက်လျှောက်ထည့်ထားတယ်ဒီမှာလာဆိုသူးနဲ့လည်း window ပုံမှန်နှက်စေချင်တဲ့နေရာတွေမှာတောက်လျှောက်တော့ window soft brush နဲ့ပဲတောက်လျှောက်ထည့်ပါတယ်အပြီးတော့ရင်ဒီမှာဝင်းက round brush ဒီမှာကျတော့ window round brush လေးလဲထည့်ပါပြီအဲဒီ soft brush ဒီဘက်အများအားတုံးတာမျိုးမဟုတ်ဘူးနော် round round brush ကိုလည်း window လိုတဲ့အချိန်ကျရင်လိုတလို့ထည့်ပြီးမှတုံးပေးရပါတော့ဒါဆိုရင် window လိုချင်တဲ့ရုပ်လွန်လေးကဖြည်းဖြည်းချင်းကျလာပြီဒါဆိုရင် window ပါကျင်လဲဆိုရင် highlight လေးတွေကျပါမယ်အဲ့တော့ highlight မှာကဝင်းကဒီနေရာမှာတခုမေးချင်စရာရှိတယ်ရှိကောင်းရှိလိမ့်မယ်ဘာလို့ highlight ကိုအဖြူရောင်မျိုးထားလဲ ယူချင်လဲရတယ်နော်ဒါပေမဲ့ဝင်းကဒီအပန်းရောင်လေးနဲ့ကြီးကြီးလိုက်ဝင်လို့ချင်တဲ့အရာကိုထွက်နေရဖြစ်တဲ့ကြောင့်ဝင်းကဒီအပန်းရောင်လေးနဲ့ပဲလိုက်ပြီးမှချစ်လိုက်ပါတယ်ဒါ ው လဲဝင်းတို့က soft brush နဲ့ပဲလိုက်ပြီးမှဖြည်းဖြည်းချင်းလိုက်ထဲမှာပဲဖြစ်ပါတယ်ဒီတော့တို့ကြောင်လေးနဲ့တို့ဝင်းတို့တောက်လျှောက်ပေါ်တော့ကိုလိုချင်တဲ့အနေထားမရမချင်းဖြည်းဖြည်းချင်းစိတ်ရှည်လက်ရှည်နဲ့ခြေတော်မယ် ဲ့ဒါမှ window လိုချင်တဲ့အရာအနေထားကို window ရအောင်ခြင်နိုင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ win ရဲ့ highlight လေးထည့်တာကဒီနေရာမှာဒီမှာနော်ဒီလိုလေးတောက်လျှောက်ထည့်တော့မယ်။ဒီအောင်နာလေးအခမ်းနာလေးဒါဆိုရင် win ရဲ့အရာကလုံးဝချွတ်ဆွတ်မတူဆိုရင်တော့မှသူ့ရဲ့အနေထားနဲ့သူကြီးလို့ကောင်းတဲ့အနေထားရောက်သွားပြီပေါ့နော်ဝင်ရတဲ့လောက်ဆိုရင်ကျင်းတဲ့ အဲ့တော့ window ပုံတူဆွဲတာ model တွေကြောင့် win ကတော့ဒါလေးကိုတပေါ်ကြရောเนาะအဲ့ဆိုရင် win နဲ့နောက်ထပ် video တွေမှာဗာလေးတွေတင်ချင်လဲ win ရဲ့ comment မှာပြောပြခဲ့ကြပါနောက်ထပ် video မှာထပ်တွေ့ကြပါမယ်အားလုံးပဲတတဩ purific ကလည်းမဆွဲချင်ဘူး template အတင့်ဆွဲပြီးတာ brush တွေကိုရချင်နေဆိုရင်ခဏက win သုံးပြရတဲ့ brush ကို လာဝင်းစီမှာလာဝယ်လို့ရရပေါ့နော် body template ပဲဝင်းတို့တန်းပြီးမှချရုံပဲ brush တဲမှာတန်းပြီးမှချရုံပဲဝင်းရဲ့ video ဖွင့်ရင်အရှိဆုံးမှာကလေးဝင်းချပြနေရပေါ့နော်ဝင်းတို့တီးတန့်ရင်တော့မှစစ်ထားဆရာမလို့ brush ကနေဖွင့်ပြီးမှသုံးရုံပဲဆိုတော့ဝင်းတို့အတွက်တုံးရတာလွယ်ကူတယ်ဒီ body fit ကမဆွဲချင်တဲ့သူတွေအတွက်ဆိုတော်တော်လေး okay ပါတယ်ဝင်းစီမှာလာမေးကြည့်လို့ရပါတယ်